ောင်စီရကကိုစစ်ကိုတက်တက်တက်လာတဲ့အချိန်မှာတဝက်လောက်ရောက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီကျွန်တော်တို့ဒီတောနော်ပေါ့နော်တောနော်ထိတက်လာနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီထိတက်လာနိုင်တဲ့ခါကျမှကျွန်တော်တို့ကတော့ဆောက်အဲ့ဒီထိမရောက်ခင်မှာကျွန်တော်တို့ကဟိုခုနကတက်လာလိုက်ပြေးလိုက်ပြေးလိုက်ဟိုမှာဒဏ်ရာရလိုက်ကျွန်တော်တို့ဟိုတော့ဆောက်တော့ဆောက်ကျွန်တော်တိုက်လာတဲ့အပေါ်မှာတော့ဘုံချက်ကကားတွေကျွန်တော်ချက်စီးနိုင်ခဲ့တယ်နောက်ဖော်ကားကြီးတွေကျွန်တော်ချက်စီးနိုင်ခဲ့တယ်ကြာဆုံးမှုတွေကတော့ကျွန်တော်တို့အများကြီးဒီပြေးလာတဲ့ရဲဘော်တွေရောဒီကျွန်တော်ဖမ်းပြီးဆက်သုံးမှန်းတွေရောပြောပြချက်အရဆိုရင်အင်အား1000နဲ့1500ကျားကြီးတက်လာတယ် အဲ့ဒီအင်အားနဲ့တက်လာတယ်ဒါပေမဲ့အခုမြေပြင်မှာဒီတစ်နှစ်တစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကပြန်ပြီးတော့အာကျွန်တော်တို့ရတဲ့ဒီအချက်လက်တွေဒီအတန်ရတဲ့အချက်လက်တွေကြဆုံးတဲ့အချက်လက်တွေကျွန်တော်ပြန်ပြီးတော့ခြုံငုံပြီးတော့မှကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အချိန်မှာ900နဲ့600ကြားလောက်ထိတူတူမှကိုကြဆုံးမှလည်းပြည့်ရတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲတော်လန်တကြံမနက်ခင်းလေးပါခင်ဗျာဧပြီလ14ရက်နေ့ရဲ့မနက်ပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ ဒီမနက်ပိုင်းလေးမှာလည်းဒါကျွန်တော်တို့ထုံးစံအတိုင်းပဲသတင်းလေးတွေဖတ်ပြပေးပြီးရင်ဒီနောက်မှာ VSN ဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်ကျွန်တော်တို့သွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒီငလီနဲ့ပတ်သက်ပြီးတော့တီးတင်းတီးထိုက်တဲ့သတင်းလေးကတော့မန္တလေးမြို့မှာနောက်ဆက်တွဲမြင်းငလီတွေထပ်မံလှုပ်ခတ်ခဲ့ပြီးတော့ငလင်တန်ကြောင့်နေအိမ်တိုက်တာတချို့ထပ်မံပြိုကျခဲ့တယ်လို့မြို့ကန်တွေကပြောဆိုထားပါတယ်။ ဧပြီလ23ရက်နေ့မနက်ပိုင်းကမိထီလာမြို့အနီးကိုဗဟုပြုလှောက်ကပ်ခဲ့တဲ့ပြင်းအား9.5စီးတဲ့ငလင်တန်းကြောင့်အောင်မီတာဇန်မြို့နယ်စစ်လန်း78လမ်းနဲ့77လမ်းမှကြာကတိုက်တလုံးပြိုကျခဲ့ပါတယ်။အလားတူ26လမ်း86လမ်းနဲ့89လမ်းကြာကတိုက်တလုံးလည်းထပ်မံပြိုကျခဲ့တယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။အဲ့ဒီငလင်တန်ကြောင့်တိုက်တွေပြိုကျခဲ့ပေမဲ့လည်းဒါကျွန်တော်လူတွေကတော့တစုံတရာထိခိုက်မှုမရှိခဲ့ဘူးပေါ့နော်။ ဲ့တော့ကျွန်တော်ညီကောင်မှမှာတယ်တတိထားပြီးတော့နေထိုင်ကြပါအခုချိန်ရတော့ဒါကိုအားကိုကိုးပြီးတော့ပဲနေရမယ့်အချိန်ဖြစ်တယ်ဆိုတော့နော်ဘာအောင်မှမပေါ့ဆပဲနဲ့သတင်းလေးတွေ update ပုံမှန်ကြည့်ပြီးတော့အသွားတတိအလားတတိလေးနဲ့နေထိုင်ကြပါနော်အဲ့တော့ကျွန်တော်တိုက်ပွဲသတင်းဆက်ပြီးတော့သွားရရင်တော့မကွေးတိုင်းဒေသစလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုစလင်းပကပရဲဘော်တွေကဧပြီလ10ရက်နေ့မနက်9နာရီခွဲခန့်မှာလိုက်လံပစ်ခတ်တိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအထိနာပြီးဆုတ်ခွာထွက်ပြေးသွားရတယ်လို့သိရပါဗျ ဇလင်းမြို့မှာရဲစခန်းမှာအင်အား100ကျော်စုဖွဲ့ထားတဲ့စကားစစ်ကြောင်ဟာဇလင်းစင်ပြူကျွန်းလမ်းပိုင်းကြေးရွာတွေကိုစစ်ကြောင်ထိုးလာတာကြောင့်လိုက်လံပစ်ခတ်တိုက်ခတ်ခဲ့ရာစကားစစ်ကြောင်အထိအခိုက်များပြီးဇလင်းစခန်းသို့ဆုတ်ခွာထွက်ပြေးသွားကြောင်းနဲ့တေဆုံးထိခိုက်မှုကိုတော့အတိအကျမသိရသေးဘူးလို့ဆိုထားပါတယ်။အဲ့ဒီစစ်ကြောင်ဟာအေဘေလာ17ရက်နေ့မှာလဲလင်းစင်ရဲစခန်းမှာထပ်မံစုဖွဲ့ပြီးလင်းစင်စခန်းအနီးတစ်ဝိုက်ကြေးရွာတွေကိုစစ်ကြောင်ထိုးတဲ့အတွက်ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တက်ပွဲဖြစ်ပွားပြီးနေ့ချင်းပြန်ဆုတ်သွားတယ်လို့ဆလင်းပါကဘကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တတိယသတင်းကောင်းလေးတစ်ပုဒ်ကလည်းဘကူတိုင်းဒေသဆွေချင်းမြို့နယ်မှာအကြံပတ်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကအေဗလာ၁၇ရက်နေ့မနက်၆နာရီခန့်မှာခုခံတိုက်ခိုက်ခဲ့ရာစကားစတပ်ဖွဲ့ဝင်၉ဦးသေဆုံးခဲ့တယ်လို့တောင်ညိုစစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ရောင်ခြေတော့ကြေးရွာမှာကင်းချထားတဲ့တော်လင်းပူပေါင်းအဖက်တက်စိတ်ကိုအကြံဖက်စစ်ကောင်စီအင်အားတရာကျော်ကဝိုင်းဝန်းပိတ်ဆို့တက်ခတ်ခဲ့တာကြောင့်ပြန်လည်ခုခံတက်ခတ်ခဲ့ရမှာတော့စကားစတက်ဖွဲ့ဝင်9ဦးတေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ နောက်ဆုံးသတင်းကောင်းလေးတစ်ပုတ်အနေနဲ့ကလည်းပြည်မနာတန်တောင်ကြီးရေနီနဲ့ရေတာစီမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်အကြံဖက်စစ်ကောင်စီတပ်သားတွေထိခိုက်တေဆုံးမှုများပြားခဲ့ပြီးတော့ဒုတက်ရင်မှုအဆင့်အရာရှိအချို့လည်းတေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမနေ့ကဧပြီလ23ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့တလအတွင်းစစ်ရေးအခြေအနေများအသိပေးထုတ်ပြန်ခဲ့ရမှာစစ်ကောင်စီတပ်ကအပြစ်ရပ်ပြီးတဲ့နောက်စစ်ရေးလှုပ်ရှားမှုအခြေအနေများကိုလည်းဖော်ပြခဲ့ပါတယ်။ နေပြည်တော်ကနေစေလွတ်ပြီးစစ်ကြောင်ထိုးလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခတ်ခဲ့ရမှာပြီးခဲ့တဲ့တလကျော်အတွင်းပြင်းထန်တဲ့တိုက်ပွဲ6ကြိမ်ဆီးခဲ့ကြောင်းအသိပေးထားပါတယ်။တိုက်ပွဲဖြစ်ပွားမှုတလကျော်အတွင်းစစ်ကောင်စီတပ်မှ62ဦးသေဆုံးကတရားကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေပြည်တော် PDF ကလည်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ရန်သူထံမှလက်နက်အချို့နဲ့ခဲယမ်းများတင်စီရရှိခဲ့ကစစ်ကောင်စီတပ်သား3ဦးတနက်နှက်လက်နဲ့ခဲယမ်းအချို့ပြည့်အလင်းဝင်လာခဲ့တယ်လို့လည်းအသိပေးထားပါတယ်။ အဲ့ဒီတပ်ဖွဲ့တွေအတွင်မှာကျွန်တော်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ကဲတော့ဒါလေးကတော့ပြည်မနာတန်တောင်ကြီးရေနီနဲ့ရေတာစီမြို့နယ်တို့မှာဖြစ်ပွားခဲ့တဲ့တလတာအတွင်းတပ်ဖွဲ့အခြေအနေလေးပဲဖြစ်ပါတယ်။ကဲတော့ဒီမနက်ပိုင်းအတွက်သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးဒီအောင်စရာစစ်ကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗိုတာဘောပြောပြထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ။ကျွန်တော်တို့ကဒီအောင်စရာကတမန်ငါးငါးနဲ့ဖွဲ့စည်းထားတဲ့စစ်စီရေးလို့ပြောလို့ရတယ်။အတိအကဒီဆမ်းမြောက်ကနေပြီးတော့မှဟိုဒီထိုးစစ်ရှင်လာတာပေါ့။ ထိုးစစ်ဆင်လာတဲ့အချိန်မှာလည်းကျွန်တော်သိရတာကလည်းဒါဒူချုပ်ကိုတန်းဦးစီးပြီးတော့မှဒီဆက်စီကိုဒါလက်ဖက်ချောက်လို့သိရတယ်ပြီးတော့အဓိကတို့ရဲ့ရည်ရချက်ကလည်းဒီအဲဂုံတိတ်ခါရဒီမြောက်ဒီမှာကျွန်တော်တင်ပိုက်ထားတဲ့တိုက်ရင်းနေရင်းနဲ့တပြူဟာကိုပြန်လာပြီးတော့မှအဲတိုက်ခိုက်ဖို့ပြန်လာပြီးတော့မှဆုံးမနိုင်အောင်တို့ကဟိုအစိမ့်တခုနဲ့ထိုးတက်လာကြုံတွေ့ရတယ်အဲပုံမှာကျွန်တော်တို့ကလည်းခုခံခဲ့တယ်ခုခံခုခံခဲ့တယ်အရင်တော့တိုက်ပွဲတော်တော်ကြီးကြီးမားမားတွေဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတနည်းတော်တွင်းထဲမှာဆိုရင်ပြောင်စရာဆစ်စီရေးကတိုက်ပွဲအကျင့်ရင်နဲ့ရကြော်သွားပြီတိုက်ပွဲအကျင့်ရနဲ့ရကြော်သွားပြီ ဒီတိုက်ပွဲအခြေအနေပေါ်မှာလည်းကျွန်တော်တို့သူတို့ရှေ့ဆွေရေးစထိုးတဲ့အချိန်မှာရှိတယ်ဒီဝင်ဟင်ပြင်းပြင်းနဲ့တော်တော်လေးကိုသုံးခဲ့တာကျွန်တော်တွေ့ရတယ်အရင်တော့ဆိုရင်ကျွန်တော်တို့ရှေ့ဆွေလောက်တော့ဆိုရင်ဒီဝိုင်တွဲဆိုတစ်စီးလောက်ပဲလာတာတွေ့ရတယ်ဂျက်ဖိုက်တာဆိုရင်တရက်ကိုတစ်ခေါက်နှစ်ခေါက်သုံးခေါက်အလုံးစုံပဲဒါပေမဲ့ဒီအောင်စရာရှေ့ဆွေရေးစချီတက်လာတဲ့အချိန်မှာမြေပြင်မှာဆိုတန်ကြက်ကကိုင်းနဲ့တက်လာတယ်တန်ကြက်ကကိုင်းနဲ့တက်လာတယ်ပြီးတော့ဝင်ဟင်မှာဆိုရင်ဂျက်ဖိုက်တာသုံးတယ်ဝိုင်တွဲဆိုသုံးစီးလောက်သုံးတယ်ဝိုင်တွဲသုံးစီးဆိုတာဒါမနဲ့စကြဲမိုးချုပ်ပြီးအဲ့လိုထိသူတို့ရှေ့ဆွေလေးကြီးကြီးမားမားလောက်ခဲ့တယ်ဒါပေမဲ့အပေါ်မှာကျွန်တော်တို့ကကုကန်ပြီးတိုက်ခိုက်ခဲ့တယ်ကုကန်တိုက်ခုကန်တိုက်ပြီးတော့မှ ဒီဘယ်လိုပြောရမလဲဆိုတော့ဒီအောင်စီရကအဲ့ဒီချိန်မှာတော့တို့တို့ဒီဟိုကိုစစ်ကိုတက်တက်တက်လာတဲ့ချိန်မှာတဝက်လောက်ရောက်တယ်လို့ပြောလို့ရတယ်ဒီကျွန်တော်တို့ဒီတောတော်ပေါ့နော်တောတော်ထိတက်လာနိုင်တယ်ဆိုပြောလို့ရအဲ့ဒီထိတက်လာနိုင်တဲ့ခါကျမှကျွန်တော်တို့ကတော့ဆောက်အဲ့ဒီထိမရောက်ခင်မှာကျွန်တော်တို့ကဟိုခုနကတက်လာလိုက်တေးလိုက်ပြေးလိုက်ဒီမှာဒဏ်ရာရလိုက်ကျွန်တော်တို့ဟိုတော့ဆောက်တော့ဆောက်တော့ကျွန်တော်တိုက်လာတဲ့အပေါ်မှာတော့ခုနကတော့ပြောလို့ကျွန်တော်တို့ဒီဟိုအကြက်ကကားလေးဒါကျွန်တော်တို့ချက်စီနိုင်ခဲ့တယ်နောက်ဖော်ကားလေးတွေကချက်စီနိုင်ခဲ့တယ်နောက်ခုနကတော့ပြောလို့ကျွန်တော်စုံမှုတွေကတော့ကျွန်တော်တို့အများကြီး အဲ့တိရတယ်ခုနကညီမကြံခဲ့တဲ့လောင်းရကောဒီရှေးအောင်မှာရောက်သွားတဲ့ဒီကျွန်တော်တို့ပတင်းအချက်လက်ရအောင်ဆိုဟိုကြောက်ဆုံးမှုတွေတော့တော်တော်များတယ်ကျွန်တော်ပြီးတယ်။အင်းပြန်ပြီးဘူးပတ်ဆက်ပဲတိရတယ်ဒီမှာတက်လာတဲ့အချိန်မှာဆိုရင်အင်းအားဒီပြေးလာတဲ့ရဲဘော်တွေရောဒီကျွန်တော်ဖမ်းရစ်စ်သုံးမန်းတွေရောပြောပြကြရရဆိုရင်အင်းအား1200 1500ကျားပြီးတက်လာအဲ့ဒီအင်းအင်းအားနဲ့တက်လာတယ်ဒါပေမဲ့အခုမြေပြင်မှာဒီတစ်နှစ်တစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကပြန်ပြီးတော့ အာကျွန်တော်တို့ရတဲ့ဒီအချက်လက်တွေဒီတန်ရရတဲ့အချက်လက်တွေကြဆုံးတဲ့အချက်လက်တွေကျွန်တော်ပြန်ပြီးတော့ခြုံငုံပြီးတော့မှကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အချိန်မှာဒီ900နဲ့600ကြားလောက်ထိဒီလိုမှကြဆုံးတယ်လို့ပြရတယ်။ဘာလို့လဲဆိုတော့အခုဆိုရင်တက်ရင်နေတက်လာတော့ဆိုရင်တက်ရင်တရင်ကို150ကနေ180ကြီးရှိတယ်။900ကျော်လည်းရှိတယ်ဆိုရင်ဒါပေမဲ့အခုလက်ရှိနေပြမှာဆိုရင်တို့ကအဲ့ဒီတက်လာတဲ့အင်အားပေါ်မှာနားလေဟိုအခုဆိုရင်40 50အဲ့လောက်ပဲရှိတယ်။အဲ့လောက်ပဲရှိတယ်ဒါပေမဲ့အခုကတော့တို့ဒီစက်မှုတန်းအင်အားလေးနဲ့ပြန်ပြေးထားတာပေါ့ဒီပါဆာဆိုလည်းတို့ကခေါ်ပါဆာလည်း ဖြစ်လာတယ်။အဲကျွန်တော်တို့မြေပြင်မှာကျွန်တော်သိရတာဆိုရင်ဒါအရင်မှုတွေ၄၅ရောက်လောက်ကြာဆုံးတယ်။မလို့တော့ကျွန်တော်ညီလေးမှာလည်းတွေ့ရတာလောင်းနေတွေ့ရတာရှိတယ်လို့ပြီးတော့ဒီပြေးလာတဲ့တိုက်ရင်တက်ခွဲဝင်နေရလဲဒါတို့တိုက်ရင်မှုတွေကပဲတက်ခွဲမှုကြာသွားတယ်ပြောပြတာရှိတယ်။နောက်တစ်ခုကကျွန်တော်တို့ပြရပြပါမှုတွေရောက်ကြတယ်လို့ပြရတယ်။အင်းနောက်ကဒီတမမှုတွေရှိစီရောက်ကတည်းကတမမှုရှိတယ်။တမမှုတမမှုရှိစီမအောင်ဒီနေ့ပေါ်မှာဒီနောက်တန်းမှာပြလိုက်ပြီးတော့ထိသိမ်းဆန်လာတာလို့ပြရတယ်။ကျေးဇူးနော်။ကျွန်တော်တို့ဒီတိုင်းကိုပြန်ဖန်ဒီနေ့တွင်မှာဆိုတာ၃၀လို့ရပါ မှန်လို့ရတယ်။ကြာဆုံးရတာ900ကျော်ထပ်မရှိဘူး။အဲဒါရလာနေဆိုတော့ဒါရလာတော့သူပြန်ကုပြီးတော့တချို့ဆိုရင်မှပေါကောင်မတက်တာလို့စိတ်တောင်ပြန်လွတ်တာလေတို့။อืมဒီနေ့တာအဲလိုမှာကုတာဆိုကျွန်တော်ဒီပါစတယ်ပဲဆိုပါစလို့လွန်ခဲ့တဲ့3လလောက်ဆို600လောက်ထပ်ပြည့်တယ်600လောက်ပြည့်တယ်ဆိုဒါပေမဲ့လစဉ်လစဉ်ဖြစ်တယ်လို့ကျွန်တော်သိရတယ်ဒါပေမဲ့အနေနဲ့600တစ်ခေါက်ကတော့တော်တော်များတယ်ဘာလို့လဲသူပြေးလာတဲ့အာဒီ3ဘန်းတွေကသူတို့ပြောပြပုံရဆိုသူတို့တစ်ခွက်လာတော့အရင်600လောက်ရှိတယ်ဒါပေမဲ့ဒီအရင်600အောင်မှတက်ရင်တရင်ကိုသူတို့က80 80လို့ပြန်ဖြည့်တာလို့ရှိတယ်ကျွန်တော်ဒီမှာအပတ်စဉ်တော်တော်များများပါတယ် အပတ်စဉ်1နှစ်3 5 6ခုပေါ့ခုနေခုနေရှိအဲ့ဒီဟာတွေအကုန်ပါတယ်ကျွန်တော်ယူဒါဆိုရင်ကျွန်တော်တို့ကတော့အကြံပေးခန့်မှန်းလို့ရမယ်ဒီပတ်စတွေပဲဒီထဲမှာတို့ကအင်းကထောင်လေးစီပြန်ဖြစ်ခဲ့တာရှိဒါကြောင့်အဲ့လိုမျိုးပြောရလဲဆိုတော့ကျွန်တော်တို့စီမှာလည်းလက်ရှိဒီပတ်စနဲ့ပတ်သက်ပြီးတော့မှဟိုပြေးလာတာဆိုရင်ကျွန်တော်အခုလာဆိုဒီနှစ်ပြင်းနှမှာဆို65ခုလောက်ရှိနေပြီဒါဆိုဒီခုနကလည်းဆရာတို့အမြင်လေးနော်ဒီဒီပတ်စတွေကဆိုရင်ဒါတို့အနေနဲ့လည်းပြောပြတယ်ဒီကြဆုံမှုတွေလည်းဒီကာလတစ်ခုမှာလည်းတော်တော်လေးကြာတာလို့ပြောလို့ရှိတယ်ဒါကျွန်တော်တို့ကသုံးသပ်လို့ရတယ်ဒီပတ်စတွေကထောင်ကနားလောက်ပြန်ဖြည့်လာတာရှိတယ် ။ဟောသူတို့ဘက်ကတော့ကျွန်တော်ကတောက်ဆောက်ဒီဆစ်စီရဲ့ကာလတစ်ဆောက်လုံးမှကျွန်တော်ဒီမေးဘူးတယ်ပေါ့နော်။ကျွန်တော်မိတဲ့၃တန်းနေအရာရှိတွေကကျွန်တော်တို့ဘာကြောက်လဲသူတို့ဆစ်စီရင်လောက်တဲ့အခါမှာသူတို့ဘာကြောက်ဟိုဂုံးလေးတကုံးကိုအသေးအဆန်းလှုပ်ပြီးအသက်တွေပေါင်းများစွာအသေးခံကြီးလောက်ရလာတာပေါ့။အဓိကသူတို့အများသောဖြစ်ဖြစ်တာဂုံးတိတ်ခါဂုံးတိတ်ခါကြောက်လို့ပြောတယ်။ဂုံးတိတ်ခါကြောက်ဆိုတော့ကျွန်တော်တို့ကြတော့အဲ့လိုမဟုတ်ဘူး။ကျွန်တော်တို့ကဘာကြောက်ကျွန်တော်တို့ကဟိုဒီအာနာရှင်ကိုတိုက်ရတယ်လေ။ဘာကြောက်ဒီလိုမျိုးခုခံပြီးတော့မှကျွန်တော်တို့ကတိုက်နေရတယ်လေဆိုရယ်ကျွန်တော်တို့ကခုနကတော့ပြောသလိုပဲ။ ဒီအာနာစင်ကကျွန်တော်တို့ရဲ့စိတ်ထဲမှာကဘယ်လိုမှကျွန်တော်တို့ကလက်ခံပေးလို့မရဘူးဒီအာနာစင်အုပ်ချုပ်မှုမှာလေဒီနိုင်ငံကအနှစ်ပေါင်းများစွာဘယ်လိုမှမဖွင့်ပြောမတိုးတက်ဘူးဆိုတာအားလုံးလည်းသိတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီကျွန်တော်တို့လူငယ်တွေကအဓိကအခုနောက်တော့စိတ်သက်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ကျွန်တော်တို့ကတိုက်တာဖြစ်တယ်သူတို့ကဂုံတိုက်ခါနဲ့တိုက်တာဆိုတော့သူတို့ကတော့ခုနောက်တော့ပြောလို့စိတ်သက်ခြင်းကွာပုံမှန်လှုပ်ရှင်တဲ့လူလည်းရှိတယ်မလှုပ်ရှင်စိတ်ပါတဲ့လူလည်းရှိတယ်မပါလို့ရှိတယ်ဒါကြောင့်မို့စစ်စစ်တွေတစ်ခုတစ်ခုပေါ်ဆောင်လိုက်တိုင်းမှာသူတို့ကအများဆုံးကြဆုံးပြီးတော့မှအများဆုံးဟို ဟိုအဖမ်းဆီးခံရတာတော့ဟိုထွက်ပြေးတာတော့ကျွန်တော်တို့တွေ့ရတယ်စိတ်ထဲကြီးကွာတယ်ဟိုဟိုညှော်နှင်းချက်မရှိအမှန်ခံချက်မရှိရီမန်းချက်မရှိပဲနဲ့တိုက်နေရတဲ့စစ်ပွဲတစ်ပွဲကခုနကကအောက်ချီဒီစစ်သားတွေကတော့တိတာပေါ့ဗျာတိတဲ့အခါကျွန်တော်ကျွန်တော်တို့ကြတော့ဘာကြောင့်တိုက်နေတယ်လဲငါတို့မတိုက်လို့မရဘူးဒါငါတို့မတိုက်ရင်ငါတို့တနိုင်ငံလုံးငါတို့ပြည်သူတရက်လုံးကဒီဒီဒုက္ခဒုက္ခဒီဒီအုပ်ချုပ်မှုအောက်မှာပဲကျွန်တော်စစ်တန်နေရမယ်ဆိုရင် တို့တို့လည်းအနာဂတ်မရှိတော့ငါတို့လည်းအနာဂတ်မရှိတော့ဒါကြောင့်ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာကိုခုနကတော့ပြောတိုက်မယ်ဆိုရင်ရဲဘော်တွေတက်တက်ကြွကြွနဲ့ဟိုစိတ်ဆောင်ကနေပြီးတော့မှမတိုက်ရရင်တော့မှခုနကတော့ပြောလို့မျိုးဟိုစိတ်မကောင်းတဲ့ရဲဘော်တွေနဲ့ခုနကဟိုအဲ့ဒါကြောင့်ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာနဲ့တိုက်တဲ့ခါကျတော့တို့တို့နဲ့တော့နိုင်စင်လာတဲ့ခါကျတော့တို့တို့ကဂုံတိတ်ခါရတိုက်တယ်အခုဆိုလည်းဘာကြောင့်ဂုံတိတ်ခါပြောတော့တို့တို့အခုဆိုရင်ဂုံတိတ်ခါအများကြီးထိခိုက်တာပေါ့အများကြီးထိခိုက်တယ်အထိကအင်းကြီးချင်းပေါ့နော်အဒီအင်းကြီးချင်းကြည့်တို့တို့ကဒီဟာတွေကိုနေ့ရက်အတွင်း၅ရက်အတွင်းနဲ့မှပြန်လာပြီးတော့မှစိုးမိုးနိုင်အောင်တို့ကထိုင်းအင်းကြီးနဲ့နိုင်ငံကိုလည်း ဟိုမက်လုံးပေးထားတာရှိတယ်ကြွားဝါးတာရှိတယ်အဲ့တော့မြေပြင်မှာတို့ကဒီလိုမျိုးမက်လုံးပေးပြီးကြွားဝါးတိုင်းတော့မှအိမ်ကြီးချင်းနဲ့ပြောဆိုထားတဲ့အပေါ်မှာကြက်တစ်ပတ်လည်းမရနှစ်ပတ်လည်းမရအခုဆိုတနည်းကြပါဆိုတော့တို့ကဂုံသိက္ခာမြိုက်ထိခဲ့ပါလေအဂုံသိက္ခာရခုနကအိမ်ကြီးချင်းနိုင်ငံလည်းဟာအဲ့ဒီတို့ပြောတော့ဒီလိုဒီလိုလုံနိုင်တယ်တကယ်မြေပြင်မှာကျတော့လည်းဟိုမလုံနိုင်ပါလားဆိုတော့ဟာတို့တို့အတွက်ကတာဂုံသိက္ခာအရဆိုရင်ကကျွန်တော်တို့ကအဖတ်ဆိုင်လို့မရတော့ပြောလို့ရဒါမှမဟုတ်ကျွန်တော်တို့အောင်မြင်မှုရတာနဲ့တို့ချစ်စီရေးပေါ်ဆောင်တာနဲ့ကျွန်တော်နိုင်ဆိုင်ပြတာတို့ကတော့ဂုံသိက္ခာရတိုက်တယ်ကျွန်တော်တို့ကတော့ခုနကတော့ပြောတယ်ဒီပြည်သူလူထုတမက်တရက်လုံးက ဒီအာနာစင်အုံချုံမအောင်လွန်မြောက်မှုတွေကျွန်တော်တိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကတော့ချက်စီရေးပေါ်ဆောင်တဲ့နေရာမှာတော့သဘောထားချင်းမတူဘူးခံယူချက်ချင်းလည်းမတူတာပြောကြတော့သူတို့ကတော့အများအမ်းပဲဟိုချက်ဆုံးနေတယ်။อืมကဲအဲ့တော့ဒီအောင်စရာစစ်ကြောင်းနဲ့ပတ်သက်ပြီးတော့သူတို့ဒီအကြံပတ်စစ်ခွေတက်ထရာကောင်တွေတေးတာလဲတက်တော့လဲเนาะ ီအောင်စရာစစ်ကြောင်းကိုတိုက်နေတဲ့အဲမှာဒါကျွန်တော်တငယ်ချင်းတွေပါတယ်ဆိုတော့တို့ပြောပြချက်အရာဆိုရင်အဲ့ဒီအောင်စရာစစ်ကြောင်းအဲမှာတို့လူဟောင်းဆိုတာတော်တော်လေးကိုနဲတယ်နော်လက်ချူတော့ရေလို့ရတယ်အများဆုံးကတော့ဒီစစ်မှုတန်းတင်နှင်းတက်တာတဲ့တွေပေါ့နော်လာပြီးတော့ထိုးကြည့်တာတို့ဒီလက်ဖက်ကြောက်စိုးဝင်းရဲ့အမေအရာဆိုပြီးတော့နော်အဲ့တော့နိုင်ငံကြီးကငါးနဲ့မဆိုင်ဘူးဆိုပြီးတော့အချောင်းနေအချောင်းစားသမားတွေလည်းနော် တိုက်ပြီးတော့အပျော်တွေမတ်မနေကြနဲ့ဒီစစ်ခွေကောင်းဆောင်မင်းအောင်လိုင်ကတော့သူရရင်ရသလိုသူတို့အာနာစင်တွေတက်ဆိုးစီရင်ပြီးရောပြည်သူတွေဘာဖြစ်ဖြစ်ဂယုမဆိုင်တဲ့ပုံစံနဲ့အခုလိုမျိုးပေါ်တာတွေဆွဲနေတာကိုလည်းသတိထားပြီးတော့နေထိုင်ကြပါတော့မဟုတ်ရင်တော့ပေါ်တာဆွဲခံရပြီးတော့အစ်တန်အဖို့ခံရတဲ့သူတွေဘလို့တွေဖြစ်ပြတ်သွားကြလဲဆိုတာသတင်းတွေကိုကြည့်ကြပါတော့အဲ့တော့အခုထိကိုအတိတ်တရားမရှိသေးဘဲနဲ့အချောင်းနေအချောင်းစားပပော့နေပပော့စားပြီးတော့ဒီလိုပဲဆက်နေနေမယ်ဆိုရင်တို့ခွေတက်ရဲ့ပေါ်တာဆွဲခံထိမှကူပါအောင်ကဲပါအောင်လုပ်လဲဘာမှထူးမှာမဟုတ်နော် ကဲလာပါပြီဒီမင်းအောင်လိုင်ထက်ကိုယာတူးကြီးတဲ့ဒီဘူကျုံမူကြီးဘောမပြောင်ကြီးကလည်းတို့ဒီညောင်ကျိုးကျသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့ဒီပောက်ွယ်လောင်မြိုက်ထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာအဲ့တော့အထက်က PSD လားအောက်က PSD လားဘယ်က PSD လဲဘာသီးလဲညာသီးလဲဆိုတော့ကျွန်တော်လည်းနားလည်တော့ခက်တဲ့အေးရှိတယ်ပေါ့နော်ညောင်ကျိုးချင်းလေးလည်းကျွန်တော်အရင်ဆုံးဥပမာပြပါတော့လောက်ပါဘာမှပြူဟာမှုတွေအတောင်းကနေဖြစ်သွားတဲ့အခါမှာနောက်ထပ်ပြူဟာမှု၃ရောက်ရှောက်လာအင်းရှောက်လာအချိန်မှာစစ်တိုက်တကယ်လည်းကောင်းပါတယ်နော်တကယ်လည်းအေးအချင်းရှိတယ် ရောက်လာချင်းမှာပဲအေးအေးလေးနောက်ဆက်သွားနော်อืมအဲ့တော့နောက်ဆက်သွားရတယ်နောက်ဆက်သွားတဲ့အချိန်မှာလုံးဝကျွန်တော်ကအဲ့ချိန်မှာတွက်လိုက်အသွားပြီးအေးလုံးဝဒီညောင်ကျိုးကိုမရတော့ဘူးဆိုတော့ကျွန်တော်တွက်ချက်သွားအဲ့ကြောင့်ဆိုတွက်တာမှားသွားတယ်နောက်ဆက်သွားပြီကိုတက်အင်အားလေးအဲ့ချိန်မှာဖြစ်ရဆိုရှင်အဲကျွန်တော်ကြားသိရရအချိန်လေးပေါ့နော်အချိန်လေးရဆိုရှင်အစစ်တေခါလေ4ခါနဲ့ရောက်တာအများကြီးပဲစစ် reinforcement စစ်ကူရောက်တာအများကြီး အဲ့တော့နောက်တစ်ပတ်လောက်နေတဲ့ခါကျတော့အမျိုးပြောင်းအောင်အဲ့တော့ကျွန်တော်ဆက်လက်ဒူးစားကြည့်ပါဘာကြောင့်လဲဆိုတဲ့ခါကျတော့စစ်တိုက်ကောင်းတဲ့ view ဟာမှုတုံးရောက်ကိုချက်ချင်းလက်ငင်းနော်ဘုံကဖြတ်ပြေးသွားပြီဖြတ်ပြေးသွားတဲ့အချိန်မှာစစ်တိုက်ကောင်းတဲ့ view ဟာမှုတုံးရောက်ကိုချက်ချင်းလက်ငင်းပြောင်းလဲလုပ်ပိုက်တယ်ပြောင်းလဲလုပ်ပြီးတော့နောက်ထပ်သူတို့တင်နေတဲ့ view ဟာမှုကိုတင်လိုက်တင်ပြီးတော့တိုက်တဲ့ခါမှာနောက်တစ်ပတ်ကျတော့ကျွန်တော်ကြောက်အောင်ဟွန်းဒါကိုဘာ view ဟာလို့ခေါ်မလဲဖျဲသီးကြောင့်ဖျဲသီးလို့လည်းကျွန်တော်တို့အလွယ်တကူပေါ့နော်ဒီလိုဘာကို ဒီစကားလုံးကြီးနဲ့မပြစ်မပြစ်ပေါက်ချင်ဘူးအဲ့ဒါကြောင့်မလို့ဒါကကျွန်တော်တက်မလို့မှာတည်တည်ချာချာကိုစူးစမ်းရမယ်အခြေအနေဖြစ်တယ်။ကျွန်တော်တို့အခြေအနေဟာများလို့ဒါရိုးရိုးချင်းချင်းလေးအဖြူနဲ့အမဲနှစ်ခုလည်းမဟုတ်ပါဘူး။음ပို့ပြီးတော့နှဆိုင်နေပါပြီလေခင်ဗျာနော်။အဲ့တော့အဲအရန်ကိုတိတာလုံးနဲ့စစ်တိုက်တက်တဲ့ပုံကအောက်ဆုံးပိတ်ဖယ်ရှင်းဟိုဖယ်ထုတ်ခံပြီးတော့စစ်မတိုက်ဂရုတင်နေတဲ့နောက်တစ်ပြီးဟောင်းအထဲမှာတော့ဒါလည်းကျွန်တော်တို့ကြာသွားတယ်။အမှန်ကျွန်တော်တို့ကအေးရအောင်လုပ်သွား။အဲ့တော့အဲ့ဒီအလဲအလဲလောက်တာဘာတူလဲ။ ကစားထားမှုကလဲတာလားချီချူခေါ်လဲတာလားဒါကျွန်တော်တို့ကဘာကြောင့်မို့လို့ညောင်ချူတမိဖြစ်သွားစေတာလဲဟွန်းလုပ်တဲ့ပုံစံတွေကအဲဘယ်လိုဆောင်လဲကြူကြောင်ဖြစ်တာအဲ့တော့ဖရဲတီးကဘယ်သူမှမဟုတ်ဘူးမင်းတို့ပြောနေတယ်မင်းတို့ဘဘက်ကြီးမင်းအောင်လိုက်ငပုကိုတိုင်းကပဲနော်သူမိမပြီးနေလွန်မြောက်ဖို့သူကြိုးပမ်းနေတဲ့ဟာကိုမင်းတို့ကဘာတွေနာမလို့ဖြစ်နေကြတာဟမ် ကဲတော့နောက်ထပ်ဒီ၁၀တန်းចောင်းသားတယောက်ကျူစင်ရနေပြန်လာတဲ့အချိန်မှာသူတို့ဒီအကြံပတ်စစ်ခွေတက်ရဲ့ပေါ်တာဆွဲခြင်းကိုခံလိုက်ရပြီးစေတံအပုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကိုယ်ရေးဖြစ်ရလေးကိုပြောပြထားတာလေးကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာမင်းကတော့အမုတ်တက်ဗျာဒါစကုနည်းအမုတ်တက်စကုနည်းပါစာပါစာနမကြတော့ပါစာတိတိနဲ့ချက်ကိုလေးစေတံဖြစ်နေတော့အဲကျူရှင်ကပြန်လာတာစေတံဖြစ်နေတဲ့ချိန်နော်ပြန်ပြန်လာတာညာစေနိုင်ကို၁၇နိုင်လောက်ရှိ အဲ့ဟိုပကင်းကနဲ့တွေ့တာညာဘက်ပကင်းကနဲ့တွေ့သူလည်းမူးမူးနဲ့ဖမ်းလာအဲ့တော့လာအုတ်ကြီးရတယ်လူလူနေတော့ကျောင်းမျက်စိကြောက်ရပုံစံဖြစ်သွားအဲ့ကြောင့်ကျောင်းထဲလိုက်ကဲကြည့်ရအောင်နော်ကျောင်းသားတော့အလုပ်မပေးဆောင်းဝဲဖြစ်နေတယ်ဆိုရှားတယ်ဘာမှမဟုတ်ရခဏပဲတနေ့ဆိုတာလည်းပြင်းနေကောင်းလည်းပြီးအောင်လဲဆိုလို့ထည့်လိုက်ကဲကြည့်ရအောင်မိုက်ရအောင်နော်ဒီနေ့ဆိုတော့အဲ့ဘိုင်းတိတ်မတည်ဘူးဒါမဲ့တရားတော့မလုပ်သင့်ဘူးလားအဲ့ကျွန်တော်အခုကျွန်တော်တစ်ခေါက်ဖြစ်သွားတယ်ကွာကျွန်တော်လူမျိုးကျွန်တော်တကယ်ကြီးထပ်ဖြစ်ရင်လည်းဖြစ်မှာပဲ ောလို့မရအဲ့ကြောင့်လူငယ်တွေတက်လန်းနဲ့တွက်ကြည့်လည်းမကောင်းအဓိကတော့အဲ့စီရင်နဲ့ပတ်သက်တာပေါ့အဓိကအလိုရန်သူပြင်ဘာလို့ရမလဲဝိုးရမလားကြီးရမလားတက်ကမလားအဲ့လိုမျိုးလို့ပေါ့အဲ့ဒါရုံးနားလိုက်ပါဒီနေ့၃လမှာ၃လလုံးပြီးသွားပါပဲခက်ခဲရတော့အဲ့လိုပဲမြင်အင်းသူပြောတာတော့ဒီလူစစ်တွေအရလို့စစ်မတိုင်ဘူးပေါ့အဲ့လိုမြူရင်းလုံးရွေရီလုံးလို့မလုပ်လဲအဲ့လိုပကင်းနေနေပေါ့ ်အဲ့လိုပြောမယ်ရက်ကွက်မှာနေပါပြော့ငူရင်းပကင်းလာဝဲပြဒါမှမဟုတ်လေငူရင်းစစ်စင်ကြီးလာဝဲငူရင်းစစ်စင်ဆိုတာအဲ့လိုရက်ကွက်မှာအဲ့လိုစုဘူးတာဗာညာလို့အနည်းမလက်ချင်းအဲ့လိုလိုပဲပြောတာခြေရန်ထွက်မှာမပြောဘူးအပြီးလည်းပြောရှင်ရန်ပို့လာအဲ့လိုမလောင်ပလဲနော်တို့တရင်ဟာလေးတင်ငါပေါ့လေးတင်ငါတရင်ဟာဒီတက္ကူဝင်းထဲမှာတက္ကူဝင်းထဲမှာကျော်လေးတင်ငါတရင်ဟာခေါင်းအဲ၄၀ရောက်50လောက်ရှိ၄၀ရောက်50လောက်ရှိအောင်သူကဒီ ကျွန်တော်ဒီနဘာစကန်ဒီကိုပေးလိုက်ပြီဗျာဘယ်လိုလဲ KI ဘက်တိမ့်မွိုင်းနဘာစကန်ဒီအဲ့တန်းတောက်လျှောက်အကုန်တိမ့်မွိုင်းတကူဝင်နေတာထွက်လို့မရဘောက်ပွဲမှာဘောင်းရှိရ6ရောက်ရှိဂျန်နေလေးရောက်လွတ်လိုက်တယ်ရတယ်သွားတော့လို့ငါတို့နှစ်ယောက်လည်းကင်းဆောင်နေသေးပြီးတော့ကျွန်တော်နှစ်ယောက်နေခဲ့တာနေခဲ့တော့မနေ့သူတို့ဆုတ်သွားကျွန်နှစ်ယောက်ကြံခဲ့တာပေါ့ကြံခဲ့ကျွန်တော်ပုံမိကြံခဲ့ကြံခဲ့ပြီးတော့မနေ့ဘာလာကြီးခွဲပေါ့28ရက်နေ့တလာပိုင်း28ရက်နေ့ပေါ့မနေ့9ရက်ခွဲလောက်လည်းကြာတော့အဲ့ကျွန်တော် ရှေ့အိမ်ပါဗျာ KIA ရေရှိတာပြီးဒီကျောင်းတငယ်ကြီးမှာရောက်ပါလားလင်းကောင်းအောင်မယ်ဆိုပြီးတော့ကျွန်တော်ပြေးဝင်လာတဲ့အိမ်တော့လူမျိုးကကျောင်း၄ရောက်တွေ့ရဗျာ KIA ၄ရောက်တွေ့ဘူးဘယ်လိုလဲဘာလောက်တာလဲပေါ့ဒါပေမဲ့ကျွန်တော်မချိန်ပါဘူးတနေ့နဲ့ကျောင်းမှလည်းတက်ပါတယ်မချိန်ဘူးမဟုတ်ဘူးလို့ကျွန်တော်အလင်းလာဝင်လာလို့ကျွန်မင်းဘယ်ရလဲကျောင်းဒီအရှိန်အင်အားလို့ရှိမှလူရှိတာမရှိတော့ဘူးလို့သူညာ7နိုင်ခွေလောက်လဲစုတ်သွားကြီးလို့မင်းတို့ဘာလို့မလိုက်ွာကျောင်းအလင်းဝင်ကိုစောင့်နေရလို့အဲ့မင်းမိုးလင်းွာလို့အခုမှထွက်လာလို့ရခွက်လာတယ်အဲ့လိုနဲ့မှဲ့ရပေါ့ ကျွန်တော်ကျွန်တော်တကယ်ချင်းတရားမှိတ်အောင်အလိုအလိုလင်းဝင်ရအဲဟိုရတော့သူဘာမှမလုပ်ရပါဘာမှမဘူးနဲ့အေးဆေးမလို့လင်းဝင်တယ်ဘာလို့ဆိုရရင်ဝင်လာလဲသူကပြင်းပြတ်တယ်လို့သူစီကပြင်းပြတ်တယ်အဲ့ကြောင့်ကျော်လေရောခွင့်မရလို့အခုမှအခွင့်ရရောပြေးတာနှစ်ယောက်တနေ့ကြီးလည်းပါအဲအမီ1တက်ပါအမီ2တက်ပါပြီးတော့ကြီးပေါ့ကကျော်မှ9ပေါ့1နဲ့3ပေါ့10ပေါ့ကြီးကနှစ်ယောက်ပေါင်းဟွာလောက်ပါ ချက်ကရော900လောက်ပါအဲ့လိုလေးဝင်ပြန်သူတို့ကမနေချင်းလို့ပေါ့ထွက်ပြေးချင်းအဲ့သူကပြေးရင်ပြတ်တတ်ပဲမျက်စိချင်းတွေတွေ့ဘူးနှစ်ယောက်အဲ့ဘောလုံးဝင်းရှိကဖြတ်ပြေးတာဟိုဘက်ဒီကတော့လည်းဖြတ်ပြေးတာသူတို့ကမနေချင်းတော့ချင်းနေကောင်းတော့ကြောင်းတော့အပြီးပြတ်တတ်ချင်းဒါပေမဲ့အိမ်မှာလည်းကျောငယ်လေးရကျောမှာမိဘမရှိဘူးလားလုံးနေတာတော့မိဘထားခဲ့ဒါတော့ကျောအိမ်မှာကျောအဖာတယောက်ရဲ့အကိုတယောက်ဒါလည်းရှိအဲ ဘာကြီးပြန်ခွင့်ရရင်တော့ပြန်ကျင်တာပေါ့ကဲတော့နိုင်ငံရေးကကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့အချောင်းနေအချောင်းစားသမားတွေတွေ့ရနော်ဒီမှာចောင်းသားဖြစ်တဲ့သူတော်မှာအလုပ်မပေးဘဲနဲ့သူတို့ဒီစစ်မှုတန်းနဲ့ခေါ်ထည့်ပြီးတော့စိတ်တန်းကိုပို့ပြီးအသေးခံခိုင်းတာအလုံးတွေ့ရတဲ့အတိုင်းပေါ့နော်အဲ့တော့ပျော်ပွဲဆင်ပွဲတွေတွေ့တိုင်းသွားပြီးတော့အပျော်ကျူးနေရတော့နော်ဒီလိုမျိုးចောင်းသားတာမဆောင်ပေါ်တာဆွဲပြီးစစ်မှုတန်းနဲ့ခေါ်ထည့်တဲ့အုတ်ကြီးတွေသူတို့စစ်ခွေးတွေနဲ့တွေ့ရင်တော့တေးရတယ်စစ်မှုတန်းနဲ့ခေါ်ထည့်ပေါ်တာဆွဲကန်ထိမှာပဲဆိုတာဒါကျွန်တော်ကျင်းသိပြောရတယ်နော် ဲတော့အခုချိန်ကတော့ကိုကိုကိုအတိတရားတွေဝင်ကြပါလို့ပဲဒါကျွန်တော်ပြောရင်းနဲ့ပဲဒီမနက်ပိုင်းလေးကတော့ဒီတော့ပါညကျွန်တော်အားပေးကြတဲ့ကျွန်တော်ညီကိုမတော်ပါတယ်တယောက်ချင်းစီကြအထူးပဲကျေးဇူးတင်စီပါတယ်ညနေကြမှာပဲအချိန်ရလို့တည်င်းကောင်းတွေရခဲ့ရင်ကျွန်တော်ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးကင်းကြပါလိမ့်ညာ you